အိန္ဒိယကကျူးကျော်စစ်ဆင်နွှဲဖို့မဝေးတော့ဘူးလို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးသတိပေးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယနိုင်ငံကက်ရှမီးယားပြည်နယ်မှာပြီးခဲ့တဲ့သတင်းသပတ်အတွင်းခီးသွေးတွေကိုစစ်သွေးကြွတွေကတိုက်ခိုက်မှုကြောင့်လူ26ဦးသေဆုံးခဲ့ပြီးနောက်မှာတော့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံကြားတင်းမာမှုတွေမြင့်တက်လာပြီးအိန္ဒိယရဲ့ကျူးကျော်စစ်ဟာမကြခင် စတင်နိုင်ခြေရှိတယ်လို့ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးကသတင်းလာနေမှာသတိပေးပြောကြားလိုက်ပါတယ်။ လူ26ဦးသေဆုံးခဲ့ရတဲ့စစ်သွေးကြတွေရဲ့တိုက်ခိုက်မှုကြောင့်ဟိန်းနူဘာသာဝင်တွေအများစုနေထိုင်ကြတဲ့အိန္ဒိယနိုင်ငံမှာမကျဉ်းနှံ့မှုတွေဖြစ်ပေါ်နေပြီးမွတ်စလင်ဘာသာဝင်အများစုရှိကြတဲ့ပါကစ္စတန်နိုင်ငံကိုထိရောက်တဲ့အရေးယူမှုတွေဆောင်ရွက်ဖို့တောင်းဆိုနေကြတာပါကရှမီးယားဒေသကလက်နက်ကင်တွေကိုပါကစ္စတန်ကပံ့ပိုးပေးနေလို့အိန္ဒိယကဆွတ်ဆွဲထားပြီးနှစ်နိုင်ငံလုံးကနယ်မြေပိုင်ဆိုင်မှုအငင်းပွားနေကြတဲ့အဲ့ဒီဒေသမှာအရင်ကလည်းစစ်နေကြင်ဖြစ်ပွားခဲ့ပူပါတယ်။ ါကစ္စတန်စစ်တပ်အနေနဲ့အစိုးရကိုအိန္ဒိယရဲ့တိုက်ခိုက်လာနိုင်တဲ့အချက်လက်တွေတင်ပြထားတယ်လို့ဆိုပေမဲ့ဘလို့အကြောင်းရင်းတွေကြောင့်ကျူးကျော်စစ်ဟာမကြာခင်စတင်တော့မယ်ဆိုတာကိုတော့ဖွင့်ဟမပြောခဲ့ပါဘူး။ကက်ရှမီးယားတိုက်ခိုက်မှုအပြီးမှာတန်တရားရှိသူလက်နက်ကိုင်နှစ်ဦးဟာပါကစ္စတန်နိုင်ငံသားတွေဖြစ်တယ်လို့အိန္ဒိယဘက်ကပြောကြားခဲ့တဲ့အပေါ်ပါကစ္စတန်အစိုးရကငင်းဆန်ထားပြီးမလိုက်မှုမရှိတဲ့စုံစမ်းစစ်ဆေးရေးတွေဆောင်ရွက်ဖို့တောင်းဆိုထားပါတယ်။